လူတိုင်းလူတိုင်းဟာတေးရွာဆန်တဲ့အခါသွားရမယ်လဲနှစ်ခုရှိပါတယ်ကောင်းကင်ဘုံကိုသွားမလားငရဲကိုသွားမလားလို့မင်းရင်အဖြေကတော့ကောင်းကင်ဘုံကိုသွားခြင်းနဲ့ဆိုတာပါပဲဘာကြောင့်လဲဆိုတော့ငရဲဆိုတာဘလောက်ဆိုးလဲငရဲကြောက်ခံသူတွေဘလို့အပြစ်ပေးခံရလဲဆိုတာဒီဇလန်းထဲမှာကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာမို့ပါပဲအတူပါတစ်ခုမှဖြစ်ပါတယ်မိန်းကလေးတစ်ယောက်ရဲ့အလောင်းကိုပိတ်ဖြူစားနဲ့ဖုံးအုပ်ထားပြီးမိဘဆွေမျိုးတွေဟာ ပူဆွေးတော့ကရောက်နေကြပါတယ်။ဇကီရာကတော့ဗလီစီယာတယောက်ဖြစ်ကဇနီးတဲ့နဲ့အတူနာယေးအိမ်ကိုလာခဲ့ပါတယ်။ဇကီရာရဲ့ကလေးလေးယောက်လည်းပါတာပေါ့။ဇကီရာရဲ့ကလေးတွေကလူကြီးတွေရဲ့ပြောစကားကိုနားထောင်နေကြကဇကီရာရဲ့အကြီးဆုံးသားကအလောင်းကိုကြည့်ပြီးငါကြည့်ရသလောက်သူကဒုက္ခပုံသွားရမယ်မထင်ဘူး။ ငရဲမှာအပြစ်ပေးခံနေရတော့ပြီလို့ပြောလိုက်ပါတယ်ညီမငယ်လေးနှစ်ယောက်လည်းငရဲဆိုတဲ့အတန်းကြောင့်ကြောက်သွားကြတာပေါ့အဲ့ဒီအချိန်မှာပဲတာယာဆိုတဲ့အငယ်မလေးဟာတပတ်ခန်းထဲကနေအကူကြီးတောင်းနေတဲ့ညီတွားတန်ကြားလိုက်ရတော့ကလေးပီပီစူးစမ်းလို့တော့မို့အခန်းထဲဝင်သွားလိုက်ပါတယ်သူမှကြားလိုက်ရတဲ့အတန်းတွေကပိုဆိုးလာပြီးကဲပါယူပါတစားစားနဲ့နာကျင်စွာအော်ဟစ်နေပါတယ်တာယာကအတန်းလာရနောက်လိုက်ရင်ရချိုးခန်းထဲဝင်ကြည့်တော့အင်းရှိမှအလောင်းပြင်ထားတဲ့အမျိုးသမီးကို ုံပြပန်းပြန်းနဲ့တွေးလိုက်ရပြီသူမပဲလှဲ့လာတော့ကြောက်လန့်တကြားပြေးလာတာအလောင်းကိုလက်ညှိုးထုတ်ပြီးသူကငရဲမှနှိပ်စက်ခံနေရတယ်လို့ပြောလိုက်ပါတယ်လူကြီးတွေလည်းမျက်စိမျက်နှာပြက်ကုန်ကြပါတော့တယ်ဟုတ်ကဲ့ဒါကတော့စီဆက်နာရာကဆိုတဲ့အင်ဒိုနီးရှားအကောင်းဆုံးစီးရင်ဝင်တရေကားမဟုတ်တဲ့ငရေကားဖြစ်ပါတယ်ဇလန်းလေးမစခင်လိုက်တစ်ချက်ကွန်မန့်တစ်ကြောင်းစာရိုက်ဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တစ်ခုခုမန်းခဲ့ပေးပါ subscribe မလို့ရသေးရင်လည်းလုပ်ခဲ့ကြပါဇလန်းလေးဆက်ကြမယ် တမချန်းစာကိုမယုံကြည်တဲ့လူတွေကိုတနစ်ကြရင်ငရဲပို့ပြင်မယ်အချိန်တိုင်းသူတို့ရဲ့အရေးပြားကိုမီးလောင်ကျွမ်းခိုင်းပြီးညှဉ်းပန်းမှုတံကိုခံစားရပါစေအလားတီးတာအတော်ဆုံးဖြစ်တယ်ဒါကဒီဇလန်နဲ့မှပါတဲ့အစ္စလမ်ချန်းစာပါစာသားဖြစ်ပါတယ်ဇကီရာကနာရေးအပြီးဗလီမာတရားဓမ္မများချီးမြှင့်ပေးကအိမ်ပြန်လာချိန်မှာတော့တပတ်ရွာမှာရှိတဲ့ကလေးတယောက်ကိုကုသဖို့ပင့်ဖိတ်ထားရမို့ဇနီးတဲ့နဲ့အတူထွက်သွားခဲ့ပါတယ်အိမ်မှာကျန်ခဲ့တဲ့မောင်နှမ၄ယောက်ထဲကတာယာလေးဟာနာရေးအိမ်မှာတော့က တစ်ဆုံးသူမင်းကလေးဟာငရဲကြခံနေရတယ်လို့ပြောခဲ့တာမို့ကျန်တဲ့မောင်တော်မသုံးယောက်ကစနှောက်နေပါတယ်။တာယာကတော့ဒီကိစ္စကိုမစနှောက်သင့်ဘူးလို့ပဲပြောလိုက်ပါတယ်။တာယာအတွေ့ထဲမှာငရဲဆိုတာတကယ်ရှိတာလားလို့တွေးနေခဲ့ပြီးဖခင်ဖြစ်သူရဲ့ငရဲကိုယုံကြည်မှုနဲ့အတူကြီးပင်းခဲ့ရတယ်။ဆကီရာကအပြစ်ကျူးလွန်တာကိုကြောက်ဖို့ပြင်းပြင်းထန်ထန်ဆုံးမထားပါတယ်။မောင်တော်မလေးယောက်ထဲမှာအငယ်မလေးအာစီစာဟာတချင်းဆိုရတာကိုအင်မတန်မှဝါသနာကြီးသူဖြစ်ပါတယ်။နှစ်တွေလတွေကြာညောင်းလာတဲ့အခါ မောင်နှမ၄ယောက်ဟာအရွယ်ရောက်လာခဲ့ပါပြီ။ဇကီရာရဲ့ဇနီးကမိဖို့ချောင်းထဲမှာချက်ပြုတ်နေပါတယ်။ဇကီရာကရေချိုးခန်းထဲမှာတချင်းဆူနေတဲ့အစီစက်ကိုရေးမြန်မြန်ချိုးဖို့နဲ့နောက်တစ်ခါရေချိုးခန်းထဲမှာတချင်းမဆူဖို့စုံမနေပါတယ်။တာယာကတော့ဖခင်ရဲ့အရေးအခြေကိုကြည့်ပြီးအင်ကြီးအောင်မှတခုခုဝတ်ထားပြီးမိခင်စီကိုသွားလိုက်ပါတယ်။မိခင်စီအရောက်မှာသူမဝတ်ထားတဲ့အရာကိုပြလိုက်ပါတယ်။တာယာပြလိုက်တာကစာမေးပွဲအဖြေလွှာဖြစ်ပြီးအမတ်တွေနည်းနေတာကြောင့်သူမစူးစမ်းခဲ့ပေမဲ့မရခဲ့ကြောင်ပြောတော့ မိခင်ဖြစ်သူကစာခိုးမချခဲ့ဘူးလားဆိုတော့တာယာကခေါင်းရမ်းပြကမခိုးပါဘူးအဲ့ဒါအပြစ်ပဲလေတမီငရဲကိုမတွားကျင်ဘူးလို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကမစူတဲ့အပြင်ရိုးရိုးတတ်တတ်စူးစမ်းဖို့သာဆုံးမစကားဆိုနေတော့အလက်ကောင်ဖြစ်သူဂျာဖာတယောက်ចောင်းကနေပြန်ရောက်လာပြီးမနှက်ပြန်တငယ်ချင်းအိမ်မှာလူစုပြီးစာချက်ရမှဖြစ်ပြီး ညအိယာမှာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအကြီးဆုံးသားဖြစ်သူဆာလတ်ဟာအင်ကိုပြန်ရောက်လာတော့မိသားစုအလုံးဟာဝမ်းသာသွားကြပါတယ်ဆာလတ်ကမျိုးကြီးပြကြီးမှကြောင်းတက်နေတာဖြစ်ကခုလိုရုတ်တရက်ပြန်ရောက်လာတော့အံ့အားတင့်သွားကြတာပေါ့ဇာကီရာကအရွယ်ရောက်နေပြီဖြစ်တဲ့ဆာလတ်ကိုထမင်းစပွဲရဲ့ထိတ်မှနေရာပေးခဲ့ပြီးသူနဲ့မျက်နှာချင်းဆိုင်ထိုင်ခိုင်းလိုက်ကဂျာကာတာမြို့မှာစာရန်ပြုစုနေရတယ်ဆိုပြီးဘလို့လို့အိမ်ပြန်လာရတာလဲလို့မေးပြီးမင်းညီလေးဂျာဖာလဲဆာမေးပွဲဖြေတော့မှသူ့ကိုစကူလုတ်ပေးလိုက် ဒါမှမင်းနဲ့အတူမြို့ချောင်းတက်လို့ရမှလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဆာလက်ကသူကအခုမြို့မှာအချိန်ပိုအလုပ်အနေနဲ့လက်ထောက်เสียရလုပ်နေပြီးဖာချာကိုကူညီပေးပါမယ်ဆိုပြီးထမင်းစပွဲကနေထလာကဖခင်အတွက်ဖုံးတလုံးနဲ့မိခင်အတွက်တပတ်တထည်လက်ဆောင်ပေးလိုက်တော့တိတက်တဲ့သားဖြစ်သူကြောင့်ကြည်နူးပျော်ရွှင်နေကြပါတော့တယ်။ဆာလက်ကမောင်နှမတွေကိုလည်းချစ်တော့အငယ်မနှစ်ယောက်အတွက်စာအုပ်နဲ့အယုတ်လက်ဆောင်ပေးတဲ့အခါအငယ်မနှစ်ယောက်ကစိတ်ကောက်သွားကြပါတယ်။ဖာချာကိုတော့ရင်မွေးပလင်းတလုံးလက်ဆောင်ပေးတဲ့အခါ လျင်မြန်ဖွက်ထားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲတာယာအိတ်ထဲကဆမေးပွဲအဖြစ်လွာထွက်ကြတဲ့အခါဖခင်ကကောက်ကြည့်တော့တာယာတယောက်မျက်လုံးပြူးသွားပါတော့တယ်။ဖခင်ကြီးကအဖြစ်စာရွက်ကိုကြည့်ပြီးအားလုံးကိုကြည့်လိုက်တဲ့အခါမျက်လွာလေးတွေချပြီးရင်တုံနေကြပါတော့တယ်။ညအခါမှာတော့စာညက်နဲ့တာယာလက်ဖဝါးကိုချိန်လုံးနဲ့ရိုက်ပြီးဆုံးမတဲ့အခါတာယာဟာမျက်ရည်အရွှဲသားနဲ့ငိုနေပါတော့တယ်။ ဖခင်ကြီးကစာညံ့လို့ဆိုတာထက်သူ့ကိုမပြောဘဲဖုံးကွယ်ထားတာကိုအသေးပေါက်နေကလိန်နာတော်နေပြီပေါ့တရေတွေမြင်နေအပူးခံရတယ်လူတွေကိုကြောက်အောင်လှုပ်တယ်ဒါပေမဲ့ဒီစာမေးပွဲလေးတောင်မအောင်ဘူးဆိုကလက်ဖြန့်ခိုင်းပြီးဆက်ရိုက်ပါတော့တယ်မိခင်ကြီးကတော့ခင်မုန်းဖြစ်သူကိုဝင်မတားရဲလေတော့အခန်းထဲမှာပဲဖျားစာထိုင်ရွနေရပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ဆုံးသွားကြောင်ဖုံးဝင်လာတဲ့အခါတာယာဟာကန်ကောင်းပြီးဆက်အရိုက်မခံရတော့ပါဘူးဆုံးပါသွားသူက တချင်းဆိုဝါသနာပါတဲ့အာစီစာရဲ့တငယ်ချင်းဖြစ်သူဒီနီဆိုတဲ့မိန်းကလေးဖြစ်ပြီးအတုပပြင်ဆင်ပေးဖို့အတွက်အခုထွက်လာပါမယ်လို့ပြောလိုက်ပါတယ်။အာစီစာကတော့အခန်းထဲမှာတချင်းဆိုလက်ကျင့်နေပြီးအကိုကြီးစာလက်ဝင်လာတော့သူမကိုအယုတ်လက်ဆောင်ပေးတဲ့အကိုကြီးကိုစိတ်ကောက်နေတော့မယ်မို့အလိုက်တီးတတ်တဲ့အကိုကြီးကတချင်းကိုလက်ဆောင်ထပ်ပေးလိုက်တဲ့အခါစိတ်ကောက်ပြေပြီးပျော်ရွှင်သွားပါတော့တယ်။အဲ့ဒီနောက်မှာအာစီစာကတချင်းဆိုပြိုင်ပွဲဝင်ပြိုင်တာဖိုင်နယ်အထိတက်ခွင့်ရသွားကြောင်း ဖိုင်တန်ကဒီညာ၈နာရီမှာပြန်ရမှာဖြစ်ပေမဲ့ဖခင်ဖြစ်သူကလူတွေရှေ့မှာဖြောပြေးတာမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ခွင့်မပြုခဲ့ကြောင်းမှသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲတာယာရောက်လာပြီးအာစီကိုနှစ်တငယ်ချင်းဒီနီဆုံးသွားတယ်လို့ကြားတယ်။သူကကြောင်းထုတ်ခံရပြီးသူ့ကိုယ်သူတက်တည်သွားတယ်လို့ပြောတော့အာစီစာကငါလည်းမသိဘူးလေ။ဆယ်ကျော်တက်တွေဖြစ်တတ်တဲ့ပြဿနာနေမှာပေါ့လို့စိတ်ဆိုးမှန်ဆိုးနဲ့ပြန်ပြောတဲ့အခါတာယာကငါကမေးကြည့်တာပါ။ငါကြားခဲ့ရတာက သူ့အတန်းပေါ်နဲ့ရန်ဖြစ်ပြီးတခိုးလို့ဆွတ်ဆွဲခံရပြီး တက်တည်သွားတာများလားဆိုတော့အစီစက်ကဆက်မပြောချင်တော့တာနဲ့စကားစဖြတ်ပြီးအခန်းပြန်ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမိဘနှစ်ယောက်ကအတုပသွားဖို့ပြင်ဆင်နေပြီးအိမ်မှာဂရုစိုက်ပြီးနေကြဖို့မှားချားကနာရေးအိမ်စီထွက်သွားကြပါတော့တယ်။မိဘတွေအပြင်ရောက်သွားတာနဲ့ဆာလက်ကနောက်မကျခင်အစင်းသစ်လှုပ်ကြတော့လို့ဆိုတဲ့အခါဖာချာကဘာမှမဖြစ်ပေမဲ့တာယာကတပတ်ကစာမေးပွဲရှိတယ်။ဒီတစ်ခါထက်ကြရင်အဖေကစိတ်ဆိုးပြီးပိုးအဖြစ်ပေးလိမ့်မယ်ဆိုတော့ဖာချာကစာမေးပွဲကြရင်ငရဲသွားရမှာလား။ နင်အဖေလိုမျိုးလုံမနေစမ်းမနဲ့လို့ပြောလိုက်ပါတယ်ဆာလက်ကတော့စာမေးပွဲကတပတ်ခါမှဆိုစာလုပ်ဖို့အချင်းရှိသေးတာမို့သူကူညီပေးမယ်ဆိုတော့လေတာယာကမလိုက်ရတဲ့အခါဆာလက်ကအကုန်မလိုက်ရင်ဘယ်သူမှမတွားရဘူးဆိုတော့အာစီဆာကလည်းဝင်ချော့ပါတော့တယ်ဒါပေမဲ့တာယာကဖျားရှစ်ခိုးချိန်ပြီးမှသွားမယ်ဆိုတော့ဒါဆိုရင်အချိန်မမီတော့ဘူးဟိုရောက်မှဗလီရှာပြီးရှစ်ခိုးကြတာပို့ဆိုကစီယုံလိုက်ကြပါတော့တယ်ဖာချာကသူ့လဲလိုက်ခဲ့မှဖြစ်ပြီးဟိုရောက်တဲ့အခါတခြားတနေရာကိုသွားမှဖြစ်ကြောင်းပြောလိုက်ပါတယ် ီလိုနဲ့မောင်နှမလေးယောက်ဟာမြစ်တစ်ဖက်ကန်းကိုကူးပြီးတချင်းစုပြိုင်ပွဲရှိရာကိုသွားကြဖို့ပြင်ဆင်ကြရင် ဖာချာအနောက်ကနေဆာလက်ကတိတ်တိတ်လေးယောက်လာတော့ဖာချာကလန့်ပြီးလက်ထဲကဓားပုံကိုအလင်းအမြန်သိမ်းလိုက်ပါတယ်ဆာလက်ကသူ့လက်ဆောင်ပေးတဲ့ရေမွေးပလင်းအဆင်ပြေလာမင်းရင်ဖာချာကောင်မလေးဓားပုံကိုပြဖို့ပြောတော့ဖာချာကမပြချင်တာနဲ့အတင်းဝင်လူတဲ့အခါဖာချာအိတ်ထက်ကနေလောင်းကစားလုပ်တဲ့ဘောင်ချာဆာရွက်တွေထွက်လာပါတယ်အဲ့ဒီအချိန်မှာပဲအာစီစာယောက်လာတော့ ဆာလလက်ထက်မမီတော့ပဲလောင်ကစားဆွဲနေတဲ့ညီဖြစ်သူအတွက်စိတ်မကောင်းဖြစ်သွားပါတယ်အဲ့ဒီနောက်မှာအလုံးအစင်သင်ဖြစ်သွားပြီမို့ထွက်ကြဖို့လို့တော့တာယာကမသွားသေးပဲထမင်းစားနေသေးတာမို့မြန်မြန်လုပ်ဖို့ပြောလိုက်ကြပါတယ်ဇကီရာတို့ဇနီးမောင်နှံကတော့ဒီနေ့နာယူကိုရောက်နေချပြီဒီနေ့မိပါတွေကတော့အပူမီတောက်လောင်နေကြကဘေးနာကအမျိုးသမီးတစ်ယောက်ကမိပါတွေဆုံရှုံသွားတဲ့ကလေးကိုမိပါမဲ့လို့ခေါ်ကြတယ်တာသမီးဆုံရှုံသွားတဲ့မိပါတွေကိုရောဘလို့ခေါ်လဲလို့ဇကီရာမျက်နှာကိုကြည့်ပြီးရေရွတ်လိုက်ပါတယ် ဆာလက်တို့မောင်နှမလေးယောက်ကတော့အိမ်ကနေစထွက်လာကြပြီးလမ်းမှာအဖိုးကြီးနှစ်ယောက်နဲ့တွေ့ပြီးမျက်လုံးသိပ်မကောင်းတဲ့ဟာကြီးဆိုတဲ့အဖိုးကြီးကဒီအချင်းကြီးမြစ်ကိုဖြတ်လို့မရဘူးဆိုတော့အစီစာတို့ကသူတို့သွားမှရမှာလို့ပြောလိုက်ပါတယ်အဖိုးကြီးလည်းမောင်နှမတွေရဲ့စကားတန်ကိုကြားလိုက်ရပြီးမင်းတို့ကဇာကီရာကလေးတွေမဟုတ်လားမြစ်ကိုမဖြတ်ကြပါနဲ့လို့ပြောပြီးတစုံတစ်ခုကိုတတိယသွားဟန်နဲ့ဆာလက်ရောပါလားဆိုကဆာလက်ကိုလှမ်းခေါ်လိုက်ပါတယ်ဆာလက်ကဟာကြီးဆိုတဲ့အဖိုးကြီးနဲ့ဘလို့ပတ်သက်မှုရှိလဲမသိအတန်ဖြတ်ပြီး ကျွန်တော်တို့သွားရတော့မှာဆိုကစကားစာဖြတ်ပြီးအမြန်ထွက်လာကြပါတယ်ဖာချာကသူကမင်းကိုဘာလို့ရှာနေတာလဲလို့မေးတော့ဆာလက်ကငါလည်းမသိဘူးလို့ပဲဖြေလိုက်ပါတယ်တာယာကတော့သူမတို့သွားမယ့်လမ်းကိုတားမြစ်နေတဲ့အဖိုးကြီးရဲ့အပြုတ်မှုကြောင့်စိတ်ထဲမှာစနိုးစနောင်ဖြစ်သွားပါတယ်ခဏအကြာမှာမိုးရွာချတော့မောင်နှမတွေဟာထီးဖွင့်လိုက်ကြကဆာလက်ကငါတို့တွေတရားထိသွားဖို့အချိန်မရှိတော့ဘူးဒီနေရာကနေဖြတ်ကြရအောင်ဆိုတော့ညီမနှစ်ယောက်ကဖြစ်ပါမလား ခုချိန်ကရေတက်နေတာမဟုတ်ဘူးလားဆိုတော့ဆာလက်ကသူ့ကိုယုံမှာသူကယူစိုက်ပါမယ်ဆိုပြီးမြစ်ကိုဖြတ်ဖို့လှုပ်ပါတော့တယ်စိတ်ခုနေတဲ့တာယာကတော့ဖာချာကငါတို့ဘာတတ်နိုင်မှာလဲသူတို့နောက်ကိုလိုက်သွားရအောင်ဆိုကာအနောက်ကလိုက်သွားကြပါတယ်နာရီအိမ်မှာတော့အားလုံးစုတောင်းမှုပြုတ်နေကြချင်းမြစ်ပြတ်သွားပါတယ်ဆာလက်တို့ကတော့မြစ်ကိုစတင်ကူးဖြတ်နေကြပြီးအောက်ခြေကကြောက်တုံးတွေကချောနေတာမို့တယောက်လက်ကိုတယောက်ကြစ်ကြစ်ပါအောင်စုပ်ကင်ထားကြရင်ဟန်ချက်ပြတ်သွားကရေစီးချောင်းအတိုင်းမျောပါသွားကြပါတယ် နာရီအိမ်မှာတော့လျှက်စစ်မီပြတ်သွားတာမို့မိအိမ်များထုံးကြီးလိုက်ကြကတာယာရုံမိခင်ရဲ့စိတ်ထဲမှာခိုးလုကူလုဖြစ်နေပြီးမသားအလောင်းကိုကြည့်လိုက်တော့အလောင်းရဲ့မျက်နှာဟာသူ့တို့သမီးလေးတာယာဖြစ်နေပြီးသူမဘက်လှဲ့လာတဲ့အခါမကောင်းဆိုးရွားအသွင်ပြောင်းသွားကအမေလို့အော်ခေါ်လိုက်ပါတယ်ဆာလတ်တို့ကတော့ရေစီကြောင်းအတိုင်းမျောပါသွားကြကရေတခုံအောက်ထဲပြုတ်ကျသွားပါတော့တယ်အဲ့ဒီနောက်မှာဇာကီရာတို့ဇနီးမောင်နှံဟာအိမ်ပြန်လာကြပြီးတာသမီးလေးယောက်ကိုခေါ်ကြည့်တော့ ဘသူမှပြန်မထူးကြလို့အခန်းတွေထဲလိုက်ရှာကြည့်လိုက်ပါတယ်။ဒါပေမဲ့တယောက်မှအိမ်မှာမရှိတော့မို့အယံမဲစိတ်ပူနေကြပြီးမိခင်ကလည်းအခန်းပေါင်းစစ်လိုက်ရှာနေပြီးရေချိုးခန်းရှိအယောက်မှာတကားကသူ့အလိုလိုပွင့်သွားတော့မို့ဝင်ကြည့်တဲ့အခါကြောပေးထားတဲ့အာစီစကိုတွေ့လိုက်ရပါတယ်။မိခင်ကခေါ်နေပြီးမဲ့မလုံမရက်နဲ့ပြန်မထူးတော့မို့ပခုံးကိုကင်လိုက်တော့သူမဘက်လှဲ့လာပါတယ်။ဒါပေမဲ့အာစီစမျက်နှာကမသာအလောင်းလိုဖြစ်နေပြီးပစက်ကနေတွေးတွေကြလာတဲ့အခါဖျားတားလိုက်ရက အနောက်ကနေပေါ်လာပြန်တော့ကြောက်လန့်တကြအော်ဟစ်လိုက်ပါတော့တယ်အဲ့ဒါနဲ့ဇာကီရာရောက်လာပြီးဖေးမလိုက်ခါဇနီးတဲ့စိတ်အေးသွားစီဖို့နဲ့တာသမီတွေအနေနဲ့မချရောက်စီဖို့ဝိပုစုတောင်းကြတဲ့အခါဖယားစာတပိုက်ပြီးချိန်အာမင်ဆိုတဲ့တာသမီတွေရဲ့အတန်ကိုကြားလိုက်ရပြီးဖယားစာပြီးဆုံးခံဒီမှာတော့တာသမီတွေရဲ့ကဲပါယူပါတစားစားအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအိမ်တကားခောက်တန်ကြားလိုက်ရပြီး ဖတ်ကြည့်တဲ့အခါအိမ်ရှိမှရွာကလူအများပြားရောက်နေကြပြီးမင်းရဲ့ကလေးတွေရေစီကြောင်းအတိုင်းမျောပါသွားတာကိုအနိနာကလူတွေမြင်လိုက်တဲ့ဆိုကမြေကမ်းတစ်ဘေးမှာတွေ့ခဲ့ရတဲ့ဆာလတ်ရဲ့အိတ်လေးကိုပေးလိုက်ပါတယ်။ဆကီရာတို့လင်မယားလဲတောကပွေပြီးဘာလို့လို့လို့ရမှမသိကြတော့ပါဘူး။မနှက်အရောက်မှာကဲဆယ်ကြီးအဖွဲတွေရောက်လာကြပြီးရွာကလူတွေလည်းရွာလုံးကျွတ်ထွက်လာကြကပျောက်ဆုံးနေသူကလေးလေးယောက်ကိုရေစုံအတိုင်းလိုက်လံရှာဖွေပေးကြပါတော့တယ်။ပူဆွေးတောကရောက်နေသူမိခင်ကြီးကတော့ရတမအေးရှာပဲ ိမ်ထဲမှာပဲတမိုင်းမိုင်းတထွေထွေဖြစ်နေပါတယ်ဒီလိုနဲ့နေဝင်သွားချိန်မှာတော့အကြီးဆုံးသားဖြစ်တဲ့ဆာလတ်ရဲ့အလောင်းကိုရှာတွေ့သွားချပြီးဇာကီရာတယောက်ယူကျုံးမရဖြစ်နေပါတော့တယ်ဆာလတ်တယောက်သတိရလာခဲ့ပါတယ်ဒါပေမဲ့ဘယ်ရောက်နေမှမသိမောင်နှမတွေကလည်းမတွေ့တော့မို့အော်ခေါ်လိုက်ပါတယ်ဒါပေမဲ့လည်းဘသူကမှပြန်မထူးကြပဲနာကျင်စွာညီးတွားနေကြတဲ့အတန်တွေဟာတဖြည်းဖြည်းနဲ့ကျေလောင်လာပြီးကြောက်တုံးမှတွဲထားတဲ့တန်ချိုးကိုတွေ့တာနဲ့ကန်ချီလိုက်တော့ဒူတွေကိုချုံနောင်ထားမှန်တိလိုက်ရပါတော့တယ် ဆာလကသူ့ဘဲရောက်နေမှမသိသေးတာမို့အပြင်ကိုထွက်ကြည့်တော့တလောကလုံးချောရည်ဘူးတွေမိတော့မီလီယံတွေနဲ့ဖုံးလွှမ်းနေတဲ့ငရဲပြည်ဖြစ်နေမှတိလိုက်ရပါတော့တယ်လူဘဝမှာမကောင်းမှုကျူးလွန်သူတွေဟာငရဲပြည်မှာစိတ်တော်မကူဘူးတဲ့နီးလန်းတွေနဲ့အပြစ်ပေးခံနေရပါတယ်တချို့လူတွေဟာအာခေါင်ကိုတံပူနဲ့ထိုးဆိုင်ခံရပြီးတချို့သူတွေဟာရှာဖြတ်ခံနေရတော့ကိုဆာလက်တယောက်ငေးကြည့်နေတော့ငရဲသားတယောက်ရောက်လာကစပင်းမွေးဆွဲပြီးသူနေရမယ့်နေရာစီခေါ်သွားပါတယ် အဲ့ဒီနောက်မှာဆာလက်ကိုတန်ကျိုးတွေနဲ့ရစ်ပတ်ချီနှောင်ကဆာလက်ဘေးကလူတစ်ယောက်ကိုဆွဲခေါ်သွားပြီးခေါင်းပေါ်ကနေချော်ရည်ဘူးတွေလောင်းချလိုက်ပါတယ်ဆာလက်တစ်ယောက်အရန်ကိုကြောက်လန့်နေပါပြီဒီတစ်ခါမှာတော့သူ့အလဲဖြစ်ပြီးကြီးခွေပုံတရံကြောက်တုံးမှာလက်နှစ်ဘက်ကိုချီနှောင်ကရှာကိုဆွဲထုတ်ပြီးကက်ကြီးနဲ့ညှက်ချလိုက်တဲ့အခါပစက်ကနေသွေးများဒလဝစီးကျလာပါတော့တယ်ဆာလက်ကဘာတွေများလှုပ်ခဲမိလဲဆိုတော့မိခင်ဖြစ်သူကဖယားရှိခိုးခိုင်းတာကိုမိုဘိုင်းလိကျန်အစုံမပြတ်ပဲသူ့ဖယားရှိခိုးပြီးပြီလို့လိန်ညာပြောဆိုခဲတာကြောင့်ပါပဲ ါပေမဲ့လည်းစိတ်မပူကြပါနဲ့မရဲသားကရှာကိုဘလောက်ဖြတ်ပါစေရှာကအစ်စ်ပြန်ပေါက်လာလို့ပါပဲမရဲမှာအဖြစ်ပေးခံရတယ်ဆိုတော့ကတင်းဟာမရဲမှာနှိပ်စက်ခံရလို့ခြေပြက်လက်ပြက်ဖြစ်ပြီးတည်သွားပါစေအကောင်းအတိုင်းပြန်ဖြစ်သွားမှာပါဒါမှနာကျင်မှုတံကိုအစကနေပြန်ခံစားရမှာမို့ပါပဲမရဲမှာနှိပ်စက်ခံရလို့တည်သွားတယ်ဆိုတာမရှိစက္ကန့်နဲ့မလက်ညင်ပန်းနှိပ်စက်ခံနေရတာကငရဲလို့ခေါ်ပြီးတရက်ထဲနဲ့အချိန်900တည်ရင်အချိန်900ပြန်ရှင်လာမှာပါပဲအဲ့ဒီအချိန်900လုံးမှလည်း မခံမရနိုင်လောက်တဲ့နာကျင်မှုမျိုးခံစားရမှာပါငရဲမှာတရက်ကို24နာရီပဲရှိတာလားဆိုတာလဲဘသူမှမသိနိုင်တရက်ကိုနာရီတရာလဲဖြစ်နိုင်တယ်လို့နာရီတသိန်းလဲဖြစ်နေနိုင်ပါတယ်ဒါကတော့ငရဲကနေလွတ်မြောက်လာသူတွေပဲသိနိုင်ပါလိမ့်မယ်တေချာတာကတော့ငရဲဆိုတာတကယ်ရှိပါတယ်အဲ့ဒီအချိန်မှာပဲဖာချရဲ့အလောင်းကိုရှာတွေ့သွားပြန်ပါတယ်မိခင်ကြီးကတော့ကြားစရာမျက်ရည်တောင်မရှိရှာတော့အိမ်ကိုတယ်လာတဲ့တားနှစ်ယောက်ရဲ့အလောင်းတွေကိုကြည့်ပြီး ဖြစ်မစဲနိုင်ဖြစ်နေပါတော့တယ်ဇာကီရာကသူများတို့ရဲ့အလောင်းတွေကိုလိုက်လံပြင်ပေးရသူဖြစ်ပြီးဒီတစ်ခါမှာတော့တားနှစ်ယောက်ရဲ့အလောင်းတွေကိုသူကိုယ်တိုင်ပြင်ဆင်ပေးနေရပါပြီဖာချာကရောဘာဆက်ဖြစ်မှာလဲဖာချာလည်းငရဲပြည်ကိုရောက်နေပြီးကြောက်ကလထိုင်ပေါ်မှာချုံနောင်ခံရကမျက်လုံးတွေဖောက်ထုတ်ခြင်းခံလိုက်ရပါတယ်ဆာလက်ကသူ့ညီနောက်ကိုတွားပြီး ချုံနှောင်ထားတဲ့အရာတွေကိုဖြုတ်ပေးလိုက်တော့ဖာချာမျက်နှာမှာမျက်လုံးမပါတော့ပဲဟောက်ပတ်ကြီးဖြစ်နေပါတော့တယ်ဖာချာကဘာအဖြစ်ကျူးလွန်ခဲ့တာလဲသူ့အကိုကြီးစာလက်ရဲ့တိုက်တွန်းမှုကြောင့်မဆက်လို့ခေါ်တဲ့အနေခံမှာမဆက်အပြင်မဆွတ်ပါလုတ်ခဲတာကြောင့်ပါပဲသူများကိုမကောင်းတဲ့လမ်းစဉ်ပိုးခဲ့တဲ့စာလက်ဟာမိမြိုက်ထားတဲ့တန်ချောင်းနဲ့ပါနဘက်ကိုထုတ်ချင်းပေါက်အောင်ထိုးခံလိုက်ရပါတယ်ဇကီရာရို့အိမ်မှာတော့ တနယောက်ကိုပိတ်ဖြူစားနဲ့ပတ်ပြီးတဲ့အခါရွာလူကြီးတယောက်ကတင်းချိုင်းကိုသွားတဲ့လမ်းဟာမိမရှိပဲမောင်မဲနေတာမို့မနှက်ရောက်မှတကြိုဖို့ပြောလိုက်ပါတယ်ဇကီရာမောင်နှံကတော့စကားတစ်လုံးမှပြန်မပြောနိုင်တော့ပါဘူးမိခင်ကြီးကသားသမီးတွေကိုတရေရနေတာနဲ့ဖာချာအခန်းထဲသွားကြည့်တော့အန်ဆွဲတဲ့ကနေတပ်ပုံတချို့တွေ့လိုက်ရပါတယ်တပ်ပုံတွေထဲမှာဖာချာဟာမဆက်ကမိန်းကလေးနဲ့တွဲရိုက်ထားပြီးကွန်တုံးထုတ်ကိုလည်းတွေ့လိုက်ရတာမို့မိခင်ဖြစ်သူဟာအမြန်လွင့်ပစ်လိုက်ပြီးစိတ်ဆင်းရဲနေပါတော့တယ်အတုပလာဧည့်သည်တွေကမိမတယောက်ဟာ ဖာချာအလောင်းဘေးမှာငိုနေတဲ့မိန်းကလေးကိုကြည့်ပြီးဖာချာဟာကြီးစားအများကြီးထားသူဖြစ်ပြီးဟိုတလောကတွင်ကြီးစားနဲ့ချင်းတွေ့ဖို့အလူခံပုံးလေးကငွေကိုခိုးသွားကြောင်ကြားသိလိုက်ရပါတယ်အလူငွေခိုးသူကိုဘလို့အပြစ်ပေးလဲဆိုတော့တောင်ပေါ်ကနေတွန်းချခံရကတည်ခဲ့တော်လဲအယိုးတွေဟာပြန်ဆက်သွားပြီးအသက်ပြန်ရှင်လာတဲ့အခါအသားစိမ်းတွေကိုစားခိုင်းတဲ့နီလန်းမျိုးဖြစ်ပါတယ်ဆာလက်ကိုယ်တော်ငရဲသားကချော်ရည်ပူတဲ့ပြစ်ချလိုက်ကအရေးပြောသွားခဲ့ပါတယ်ဒါပေမဲ့ငရဲရဲ့ထုံးစံအတိုင်း တည်တည်ဆိုတာမရှိပြန်ထလာချိန်မှာတော့တင်းပုံးနဲ့ရိုက်ချလိုက်တဲ့အခါမျက်နှာပွင့်ထွက်သွားပါတယ်။ဇာကီရာကတော့တားနှစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီးစကားပြောနေချိန်လူတချို့ကအိမ်ထဲရောက်လာပြီးနောက်တစ်ယောက်ထက်တွေ့ကြောင်းကံကောင်းထောက်မှစွာအသက်ရှင်နေသေးပြီးဆေးရုံပို့ထားကြောင်းအကြောင်းကြားလာခဲ့ပါတယ်။အဲ့ဒါနဲ့အ мян လိုက်သွားကြတော့ပရိသတ်တို့ထင်တဲ့အတိုင်းပဲတာယာဖြစ်နေပါတယ်။ဒါပေမဲ့လည်းစိတ်တိုးတုံးချလို့မရသေးတာယာကမေမျောနေတော့မှဖြစ်ကဘယ်ချိန်သတိပြန်ရမလဲအတက်မပြောနိုင်ကြောင်းဆရာဝန်ကမှတ်ချက်ပြုလိုက်ပါတယ်။ တာယာကတော့ငရဲပြည်မှာရောက်နေပြီပြင်ပခန္ဓာကိုယ်ကအသက်ရှိနေသေးတာမို့ယတိပြက်ကြီးငရဲကြခံနေရတာမျိုးမဟုတ်တော့နှိပ်စက်ခံနေရခြင်းမရှိပေမဲ့လည်းအနိဋ္ဌအာယုန်တွေကိုမြင်တွေ့နေရပါတယ်ဇကီရာတယောက်ထမင်းစားနေချိန်အတုပလာပရိသတ်တွေရဲ့သားတွေရဲ့မကောင်းကြောင်ပြောဒဏ်ကိုကြားလိုက်ရပါတယ်အဲ့ဒီတွေပြောတာကဇကီရာဟာတည်သွားတဲ့သားတွေကိုသာချစ်တာဖြစ်ပြီးအသက်ရှင်နေတယောက်ကိုကြမချစ်ဘူးဆိုတော့တာယာကိုတရိယသွားကတာယာရဲ့ကျောင်းဆောက်အုပ်ကိုလှမ်းကြည့်တော့ စာအုပ်ထဲမှာငါတန်မာမန်းတိလို့အဖေကငါအပေါ်စီကံတင်းကျပ်တာလို့ရေးထားတဲ့စာစုလေးကိုတွေ့သွားကအတိတ်ကတာယာလေးအပေါ်အရန်တင်းကျပ်ခဲ့တဲ့အကြောင်းတွေကိုသတိရသွားပါတယ်။တကယ်ကတော့ဇာကီရာဟာဘလီစီယာတယောက်ဖြစ်သည့်အားလျော်စွာတရဲပုကတ်သူတွေကိုကျိန်ဖန်များစွာအပနှင်ပေးခဲ့ရပြီးသူသမီးချမခဏတိုင်းတရဲအပူခံနေရလို့ပဝန်းကျင်ကလူတွေဟာသူသမီးအပေါ်ကဲ့ရဲ့မှာစိုးရိမ်တာကြောင့်တန်မာတဲ့ကလေးတယောက်ဖြစ်ဖို့ပုံသွင်းခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းတွေအမှတ်ရနေတော့မှာပဲ။ မျက်စိမကောင်းတဲ့အဖိုးကြီးကသူ့နဲ့စကားပြောချင်တယ်ဆိုတာမို့တော့တွေးလိုက်ပါတယ်အဖိုးကြီးကစကားဆလိုက်တာနဲ့သူ့ရဲ့သားကြီးစာလက်တယောက်အမားလုတ်ခဲမိတယ်ဆိုတာရိပ်မိသွားပြီးပွင့်ပွင့်လင်းလင်းမေးလိုက်တော့စာလက်ကသူ့ရဲ့အာမခံလုပ်ငန်းမှာဝင်ရင်သူ့မျက်လုံးအတွင်းတိမ်ခွဲစိတ်ဖို့ကုန်ကျစရိတ်လျှော့ပေးမယ်ဆိုတာကြောင့်ရှိတဲ့လဲမြေတွေရောင်းချပြီးစာလက်စီကိုငွေတန်းချီပြီးလွှဲခဲ့တယ်ဒါပေမဲ့စာလက်ကမေ့သွားပုံရတယ်ငါတို့ကိုအကြောင်းမကြားတော့ဘူးဒါတိုင်းမကသေးဘူးကျော်မရှိတဲ့တခြားသူတွေစီကရောပဲလို့ပြောလိုက်ပါတယ်စကီရာလည်းတေးချောင်းအောင်လို့ မြေကမ်းတစ်ပေးမှာပြန်တွေ့ခဲ့ရတဲ့ဆာလတ်အိတ်ထဲဖွင့်ကြည့်တော့အဖိုးကြီးစီကငွေလက်ခံရရှိတဲ့စာရွက်တွေကိုတွေ့ခဲ့ရပါတယ်ဆာလတ်ဟာနားမလဲတဲ့မရှိစင်းရဲသားတွေစီကလိမ့်လဲလဲဖျားပြီးငွေအလွဲသုံးစားလုပ်ခဲ့တာဖြစ်ပြီးခုချိန်မှာအဲ့ဒီအဖြစ်တွေအတွက်ငရဲမှာပေးဆက်နေရပါပြီသူ့ရဲ့ခန္ဓာကိုယ်ကိုယုံမရအောင်တန်ကြိုးနဲ့တုံ့နှောင်ထားပြီးအေယာမကီမီကောက်ကြီးကလာရောက်တက်ဖြတ်သွားပါတယ်ဆာလတ်ရဲ့အဆိုးရွားဆုံးလုပ်ရက်ကပတ်စံတွေကိုသူရှာထားတဲ့ယောက်နဲ့မိဘတွေစီအဲ့လိုအပ်ကလေးတွေကိုလက်ဆောင်ပစ္စည်းများပေးလို့ပေးနေ မျောလင်းချက်နဲ့မျက်လုံးတိမ်ခွဲစိတ်ဖို့စောင့်နေသူအဖိုးကြီးကိုအချင်းအကြာကြီးလှည့်ဖြားခဲ့တဲ့အပြစ်အနေနဲ့လူတကာအန်ထားတဲ့အန်ဘတ်တွေကိုသူ့ပါဆက်တဲ့လောင်းထဲချင်းခံလိုက်ရပါတယ်။တာယာကတော့သတိပြန်မရသေးပဲငရက်ကိုရောက်နေတဲ့သူမဝိညာဉ်ဟာမောင်နှမတွေကိုလိုက်ရှာနေရင်ဆူဆူရွရွနှိပ်စက်ခံနေရတဲ့ဖာချာကိုတွေ့တော့သူမအကူကိုလွတ်ပေးဖို့ငရဲသားကိုတောင်းပန်လိုက်ပါတယ်။ငရဲသားကတော့ဂယုမဆိုင်သူလိုရမဲ့အလုပ်ကိုသာဒီဇိုင်းမမတ်လုပ်နေပါတော့တယ်။အဲ့ဒီနောက်မှာညီမလေးအာစီစာကိုတွေ့လိုက်ရတော့အော်ခေါ်လိုက်ပေမဲ့ အာစီဇာကတော့မကြားရပဲလေးကန်နဲ့ခြေလန်းတွေနဲ့တခြားဘက်ကိုထွက်သွားပါတယ်ဖခင်ကြီးဇကီရာကတော့သာသမီသုံးယောက်ကိုပဲပြန်တွေ့ရပြီးအငယ်မလေးကိုရှာမတွေ့သေးတဲ့အခါမြကန်းနဘေးမှာဘသူမှမသိအောင်ငိုယူနေချင်းကြောက်တုံးမှညက်နေတဲ့အာစီဇာရဲ့အလောင်းကိုပြန်တွေ့လိုက်ရကအာရစွာငိုလိုက်ပြီးတော့အလောင်းကိုအိမ်ပြန်တယ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာသူကိုယ်တိုင်ကောင်းမွန်စွာ ပြင်ဆင်ပေးလိုက်ပြီးဆက်လုပ်ဖို့အင်အားမရှိတော့ပဲထိုင်ကုန်းပေါ်မှာထိုင်နေပါတော့တယ်ဆေးရုံပေါ်မှာတာယာကိုစောင့်နေတဲ့ဇနီးတွေပြန်ရောက်လာပြီး အစီစားကိုပြန်တွေးပြီမို့ဘလို့နေလဲမေ့ကြည့်တော့ပြန်ဖြေစရာစကလုံးမရှိတော့ဘီမို့အလောင်းကိုတန်ရှင်းရေးလုံနေတဲ့နေရာစီကိုသာမျက်လုံးနဲ့ညွန့်ပြလိုက်ပါတော့တယ်ငရဲမှာတော့တရဟာအစီစားနောက်ကိုလိုက်ခေါ်ပြီမဲ့အစီစားကအာယုံမဆိုင်နိုင်မဲ့သူမနဲ့ကြောင်းနေပဲဖြစ်ပြီးကိုကုတ်ကိုတက်တည်သွားခဲ့သူမိန်းကလေးဒီနီတယောက်ငရဲခန့်နေရတာကိုကြည့်ပြီးသူမလက်ကလက်ကောက်ကိုမရမကချွတ်နေပါတော့တယ်ဒီနီကတော့ငရဲမှာကိုကုတ်ကိုတက်တည်လိုက်ပြန်ရှင်လာလိုက်ထပ်ပြီးတက်တည်လိုက်နဲ့တန်တရာလေနေပါတော့တယ် တာယာကဒီနေ့အဖြစ်ကိုငေးကြည့်နေတော့အာစီစာပျောက်သွားလို့ပြန်ရှာကြည့်တော့အာစီစာကိုငရဲသားတစ်ယောက်ကခေါ်သွားပြီးပစက်ထဲကရှာကိုထုတ်ကကြောက်တုံးပေါ်မှာစိုးနဲ့ရိုက်ပြီးအပြစ်ပေးခံနေရတာကိုတွေ့လိုက်ရပါတယ်။ဒါရင်မပြီးသေးလက်နှစ်ဖက်ကိုတန်ကျိုးနဲ့တုတ်ပြီးငမန်းလွားနဲ့ချိန်ဖန်များစွာဖြတ်တောက်ခြင်းခံနေရပါတယ်။အာစီစာကဘလို့အပြစ်ကျူးလွန်ခဲ့တာလဲဆိုတော့ဒီနေ့လက်ကောက်ကိုခိုးယူပြီးလက်ကောက်ပြောက်တဲ့ပြဿနာနဲ့ဒီနေ့ဟာအတန်းပေါ်တယောက်နဲ့ရန်ဖြစ်ပြီးကြောင်းကနေထုတ်ပယ်ခံလိုက်ရတယ်။အဲ့ဒီနောက်မှာစိတ်တက်ကြပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တာမို့အဲ့ဒီကိစ္စတွေရဲ့ဇင်းမြစ်တရားခံကအာစီစာဖြစ်နေပြီသူများပစ္စည်းခိုးယူတဲ့အဖြစ်ရောကို့ကြောင့်သူတစ်ပါးဒုက္ခရောက်စေတဲ့အဖြစ်ကြောင့်မှာငရဲကြခံနေရခြင်းဖြစ်ပါတော့တယ်ဇကီရာတို့အိမ်မှာတော့အလောင်းတွေလည်းစုံပြီမို့တင်းချိုင်းမပုတ်ခင်နောက်ဆုံးအချိန်ဆူတောင်းမှုပြုတဲ့အခါဇကီရာကထတ်လို့မပေးနိုင်တော့ပဲပြုတ်ခွေသွားတာမို့အဖိုးကြီးဟာကြီးကပဲဥဆောင်ပေးလိုက်ရပါတယ်အဲ့ဒီနောက်သားသမီးတွေရဲ့အလောင်းတွေကိုတင်းချိုင်းကိုပို့ဆောင်ပြီးဆူတောင်းမှုပြုတ်ပေးနေခြင်းငရဲကြခံနေရတဲ့ ဖာချာအစီစာနဲ့ဆာလတ်တို့ကတော့စူတောင်းတန်ကိုမချားနိုင်တော့ပဲသူတို့အပြစ်တွေမချေမချင်းမရဲခံနေရပါတော့တယ်တာယာကတော့ဖခင်ရဲ့ဆုံးမစကားတွေကိုပြန်လည်အမတ်ရကမော်နမတွေကိုအပြစ်ပေးနေတဲ့ငရဲသားတွေနာတွတ်ချီတဲ့အခါငရဲသားတွေဟာဆာလတ်ဖာချာနဲ့အစီစာတို့ဖြစ်နေတာကိုတွေ့လိုက်ရပြီးငရဲချခံရတဲ့အခါကိုကိုအပြစ်ပေးတဲ့ငရဲသားဟာကိုကိုတိုင်းမဲဆိုတာနားလေသဘောပေါက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲဘေးကငရဲသားတယောက်ကခေါင်းစုပ်ကိုချွတ်လိုက်တော့ တာရာကသူ့မောက်ကိုသူ့မပြန်မြင်လိုက်ရခါငရဲမစောင့်နေတဲ့ငရဲသားတာရာကနင့်နေရာကဒီမှမဟုတ်သေးဘူးဆိုကသူ့မငယ်စဉ်ကပြုခဲ့တဲ့ကောင်းမှုကုသိုလ်များကိုအမတ်ရသွားပါတော့တယ်။အဲ့ဒီနောက်မှာငရဲကြခံနေရသူမောင်နှမ၃ယောက်ကိုအပိတိုင်နှုတ်ဆက်ကလူပြည်မှာရှိတဲ့သူ့မခန္ဓာကိုယ်စီပြန်ရောက်သွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတာရာဟာဘာသာရေးကိုစားတဲ့တပူလုပ်ပြီးမောင်နှမ၃ယောက်ရဲ့အုတ်ခုရှိမှာမိဘများနဲ့အတူမကြမကြသွားရောက်ဆူတောင်းပေးခဲ့ပါတယ်။ ဒီဇလန်မှာတာယာအဖြစ်တရုတ်ဆောင်ခဲ့တဲ့မိန်းကလေးဟာအင်ဒိုနီးရှားရဲ့နာမည်ကျော်မင်းသမီးလေးဆိုဖီယာဖြစ်ပါတယ်။သူမရဲ့ဇာတ်ကားတွေကိုလည်း Quick Channel မှာ recap လုပ်ပေးထားပါတယ်။ယခုတင်ဆက်ထားတဲ့ဗီဒီယိုလေးကိုလည်းနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။